အမုံမြစ်ကတော့ဒါတကယ်ကြီးမြွေပြီးလို့ရှိအမုံမြစ်ပေါ့နော်ဒါလောင်နဲ့ကားနှစ်ကားပေါ့အဲ့လိုတော့ပြောအောင်ကျွန်တဲ့ဟာကြီးတော့ Roman drama ကြီးတော့အများပါတယ်အဲအမုံမြစ်ပောက်သွားတဲ့အတွက်တော်တော်ဝမ်းသာပါတယ်ဝမ်းသာရဲဆိုတာဒါတကယ်ဒီဇလန်းကိုပြပြခဲ့တဲ့အဲပိုင်ရှင်ပေါ့နော်မူရင်းပိုင်ရှင်ကလည်းဒီချိန်မှာဒီကားလေးကြည့်ပြီးတော့ဒီလိုမျိုးလေးအားလုံးတိုင်းနေပြည်လုံးထိတောင်မှဝါးပြီးတော့အနေနဲ့များအကုန်လုံးသိကြတယ်ဆိုတော့သူလည်းကျင်းနေမယ်လို့ထင်တာပေါ့နော်ဟုတ် ဟိုတချို့ခန်းလေးတွေလည်းပြောင်းလဲပြင်ဆင်တာလေးပေါ့နော်ဘယ်လိုပြောရမလဲဇလန်းနဲ့လိုက်အောင်လို့အဲ့လိုလုပ်ထားတာဆိုတော့အာသူလည်းနားလိုက်မျောလိမ့်မယ်လို့ထင်ပါတယ်အဲ့ရွေးရဲ့အဲ့ဒီအမုံမြစ်ကတော့ casting ရောတော့လေညီမတို့ကဒါ collaborate ဆက်လုပ်တဲ့ဟာပေါ့နော် MRD ဖုန်းနဲ့ Hipley နဲ့ဆက်လုပ်တဲ့ခါမှာကျတော့ Hipley ဘက်ကမင်းသား MRD ကမင်းသားအဲ့လိုမျိုးရွေးကြတာပေါ့နော်ရေးကြတဲ့အချိန်မှာဘယ်လဲမရအောင်ပေါ့နော်သူ့ဘက်ကကိုယ့်ဘက်ကမရတာဒီဘက်ကမင်းသားရွေးမယ်ဆိုဒီဘက်ကမင်းသမီးလေးရွေးလိုက်မယ်ဆိုပြီးတော့ရွေးတဲ့အခါမှာဒါ Charlie ဒီအဲပေါ့နော်အကောင်းဆုံးဖြစ်သွားတာဘာလို့ဆိုတော့ညီမတို့ရဲ့ character မှာတိဟာဦးတီပျော့တယ်အဲတကယ်ဇလန်းမဟုတ်ဟာမူရင်းကပျော့တယ်ပျော့ပျော့လေးနဲ့အဲ့လိုပေါ့နော် အရန်နဲ့ချွဲပြီးတော့ဥဆောင်နိုင်မှုတိတ်မရှိဘူးပေါ့နော်ချာလီကအဲ့လိုလိုပြောတာမဟုတ်ဘူးချာလီရဲ့အပြင်ကအဲပေါ့နော် natural look ကအဲ့လိုမျိုးလေးပေါ့နော်ဟိုချစ်တတ်တဲ့ပုံစံလေးနဲ့ပြောတဲ့ပုံစံလေးဖြစ်ပြီးလို့ရှိရင်တော့သူဒီတစ်စစ်ချိုးရမယ်သူက30လောက်ချိုးရမယ်ဟာဖြစ်တဲ့အတွက်ဒီဟာကိုသူလုံးနိုင်တယ်ဆိုတာကိုယုံကြည်ရတဲ့သူရွေးချယ်တာဝင်းရမွန်နိုင်တယ်လေဒါတကယ်တပါပဲလေတပါပဲဆိုတော့ပြီးတော့ဟိုအမုန်းလက်ခံရမယ် ောချစ်လက်ခံရင်လည်းခံရမယ်ဒါပေမဲ့ဒီထဲမှာပါဝင်တဲ့သူတွေအကုန်လုံးကလေဒီလောက်ထိချစ်ခံရမယ်လို့တော့လုံးဝမမျှော်လင့်ထားဘူးသူတို့အဲဒီ character ပေါ်မှာနှစ်ပြီးတော့တရုပ်ဆောင်လိုက်ကြတာအခါမှာဒီဇလန်းလေးပောက်သွားတာပါဟုတ်အာမြင့်လက်တက်ပြီမဲ့ရေစီးကကျန်းနေရတော့ဒါကိုအစီကိုပေါ့နော်တတ်တိုက်ဆက်ဆိုင်နဲ့ရောက်လာတဲ့ဟိုဆက်လေးပါဟိုကိုပီကေတို့ကတော့ချူတီပြည့်စုံမှုကတော့ကြာနေပြီပေါ့နော်ဒါပေမဲ့ဖြိုးစီကိုတော့ဒါဒါ finally မှာမှဟိုဒီဆက်လေးတွေပါဝင်ဖို့အတွက်ကိုရောက်လာတဲ့အခါကျတော့ဒီလူဇလန်းမျိုးကလည်းဖြိုးကရှိမှာ ရေးဘူးတယ်ဆလန်တွေရေးဘူးတယ်မနုဿာမို့ဆိုတဲ့ဆလန်တွေဆိုပြီးဒီဟာကလည်းဆရာစာလုံးငင်ရဲ့ဒါတကယ်ကိုအထင်ကြီးရဟိုဗောနောဝတ္ထုတို့ဖြစ်နေတဲ့အတွက်ဒီဟာလေးကိုရေးခွင့်ရတဲ့အတွက်ကိုဝမ်းသာတယ်ပြီးတော့ဒီဟာကဟိုနက်နက်ပတ်သက်တဲ့အကြောင်းအရာဖြစ်တဲ့အတွက်ပူပြီးတော့လည်းလေးလေးနက်နက်ကိုကအာယုံဆိုက်ရတယ်အဲတချို့ဗောနောဒီလိုဟိုဒီဒီလိုဘယ်လိုပြောမလဲနက်နက်ပတ်သက်တဲ့ဟာဆိုတော့ကိုမသိရသူကြီးကိုထက်တကြွန့်ကျင်တဲ့ပညာရှင်တွေစီမှာမေးမြန်းပြီးရောအဲ့လိုမျိုး analysis တွေလုပ်ပြီးတော့သူတို့နဲ့အတူတူပေါ့နော် လုတ်ပြီးတော့ရေးရတဲ့ဟာဖြစ်တဲ့အတွက်တာဝန်ကြီးရဲ့ပေါ့နော်အဲ့လိုတာဝန်ကြီးရဲ့အခန်းကဏ္ဍမှာမှာပါဝင်ခွင့်ရတဲ့အတွက်တကယ်တော့ဝမ်းသာမိတာပါဟုတ်ဟုတ်ဟိုဒါကတော့လေအမြင်ကြီးကတော့အမျိုးမျိုးကွဲပြားသွားလိမ့်မယ်သိလားဟိုတော့ဘယ်အရာမဆိုဟိုတာဝန်ရှိရဲ့လူတယောက်အနေနဲ့ကတော့လှုပ်တဲ့ခါမှာတော့ကိုယ့်ဘက်ကတော့ perfect ဖြစ်အောင်အကောင်းဆုံးကာကွယ်အောင်လို့လုပ်တယ်ဒါပေမဲ့ဟိုထွက်လာတဲ့အခါမှာဒါကိုလက်ခံတဲ့လူလည်းရှိသလိုလက်မခံတဲ့လူလည်းရှိရဲ့ဘယ်အရာမှအမှန်နဲ့မှားတယ်ဆိုတာကတော့မရှိဘူးဘာလို့ဆိုတော့စာအုပ်တမိုင်းစာအုပ်တော့မှာ အာတင်းနဲ့နှစ်နဲ့ကကွဲသူလို့တော့ကွဲမှာပေါ့နော်အဲ့တော့ကိုယ်ဥစ္စာကလည်းဟိုပြည့်စုံတာလည်းရှိရှိမယ်အားနဲ့ကြက်လည်းရှိရှိမယ်အဲ့ဒါအဲ့တော့မှန်းလို့တော့မရပါဘူးရှင်ဟိုဒါကတော့အဲ့လောက်ကြီး serious ကြီးတော့တွေးတွေးကြလို့မလို့ပါဘူးဒါကတော့မိသားစု drama လေးပါပဲမိသားစု drama မှာမှသူ့ရဲ့အလုတ်ကြိုက်သည်ဒီ နက်ဖြစ်နေတာပေါ့နော်နက်ကတော့ဖြစ်နေတာဒါလေးပါပဲဟိုအရင် serious ဆိုတာကတော့တွေးသူကြည့်ရှုသူပုံမှာပဲမူတည်သွားမယ်လို့တော့ညီမတော့ထင်ပါတယ်ဟုတ်ကဲ့အော်ဒါဒါကလေဟိုဟိုဝတ္ထုဖက်ပြီးရတဲ့သူတွေတိမာပေါ့နော်ဆိုတော့ဒီဇလန်းကအာဒါကိုနေတို့နဲ့လည်းလိုက်တယ်ပြီးတော့အဲမင်းသားမင်းသမီးဆိုတာကလည်းသူသူ့ရဲ့ဒီဇလန်းမှာပါတဲ့အဲတူတူမတွေရဲ့သူ့ရဲ့အမမိသားစုရဲ့ဆိုတော့လေဟိုစရိုက်တာတို့ထုတ်လို့သူတို့ကတော့သူတို့နဲ့လိုက်ဖက်မယ်လို့ထင်လို့တော့ရွေးချယ်ထားတာပေါ့နော် ဟုတ်အဲ့ဆိုတော့ဟိုជីជីရောလဲအဝင်ကွင်းကြရှိပါတယ်ရှိတယ်ရှိတယ်တော်တော် ရှိပါတယ်ဟုတ်ဟုတ်အဲ့ဒါလေးတော့တွေ့ရပါတယ်ဟုတ်အဲအမုံမြစ်ကတော့ဒါတကယ်ကြီးမိတွေ့ပြီးလို့ရှိရအမုံမြစ်ပေါ့နော်ဒါလောင်တဲ့ကားနှစ်ကားပေါ့အဲ့လိုတော့ပြောအောင်ကျွန်တဲ့ဟာကြီးတော့ Roman Drama ကြီးတော့များပါတယ်အဲအမုံမြစ်ပောက်သွားတဲ့အတွက်တော်တော်ဝမ်းသာပါတယ်ဝမ်းသာရဲဆိုတာဒါတကယ်ဒီဇလန်ကိုပြပြခဲ့တဲ့အဲပိုင်ရှင်ပေါ့နော်မူရင်းပိုင်ရှင်ကလည်းဒီချိန်မှာဒီကားလေးကြည့်ပြီးတော့ဒီလိုမျိုးလေးအားလုံးတိုင်းနေပြီလုံးထိတောင်မှ ဘာပဲပြီးတော့အနေနဲ့များအကုန်လုံးသိကြတယ်ဆိုတော့သူလည်းကျင့်နေမယ်လို့ထင်တာပေါ့နော်ဟုတ်ဟိုတချို့ခန်းလေးတွေလည်းပြောင်းလဲပြင်ဆင်တာလေးပေါ့နော်ဘယ်လိုပြောရမလဲဇလန်းနဲ့လိုက်အောင်လို့အဲ့လိုလုပ်ထားတာဆိုတော့အဲသူလည်းနားလိုက်မျှော်လင့်မယ်လို့ထင်ပါတယ် အဲ့ရွေးအဲ့ဒီအမုံမြစ်ကတော့ကက်စတင်ကိုတော့လေညီမတို့ကဒါ collaborate စလုပ်တဲ့ဟာပေါ့နော် MRT ဖုန်းနဲ့ Hipley နဲ့စလုပ်တဲ့ခါမှာကျတော့ Hipley ဘက်ကမင်းသား MRT ဖုန်းကမင်းသားအဲ့လိုမျိုးရွေးကြတာပေါ့နော်ရွေးကြတဲ့အချိန်မှာဘယ်လဲမရအောင်ပေါ့နော်သူ့ဘက်ကကိုယ့်ဘက်ကမရတာဒီဘက်ကမင်းသားရွေးမယ်ဆိုဒီဘက်ကမင်းသမီးလေးရွေးလိုက်မယ်ဆိုပြီးတော့ရွေးတဲ့ခါမှာဒါ Charlie ဒီအဲပေါ့နော်အကောင်းဆုံးဖြစ်သွားတာဘာလို့ဆိုတော့ညီမတို့ရဲ့ character မှာတီဟာဦးဒီပျော့တယ်အဲတကယ်ဇလန်းမကမူရင်းကပျော့တယ်ပျော့ပျော့လေးနဲ့အဲ့လိုပေါ့နော်အရန်နဲ့ချွဲပြီးတော့ ူးဆောင်နိုင်မှုတိတ်မရှိဘူးပေါ့နော်ချာလီကိုအဲ့လိုလိုပြောတာမဟုတ်ဘူးချာလီရဲ့အပြင်ကအဲပေါ့နော် natural look ကအဲ့လိုမျိုးလေးပေါ့နော်ဟိုချစ်တက်တဲ့ပုံစံလေးနဲ့ပြောတဲ့ပုံစံလေးဖြစ်ပြီးလို့ရှိရင်တော့သူဒီတစ်စစ်ချိုးရမယ်သူက30လောက်ချိုးရမယ်ဟာဖြစ်တဲ့အတွက်ဒီဟာကိုသူလုံးနိုင်တယ်ဆိုတာကိုယုံကြည်ရတဲ့အတွက်သူရွေးချယ်တာဝင်းရမွန်နိုင်တီလဲဒါတကယ်တဘာပဲလေတဘာပဲဆိုတော့ပြီးတော့ဟိုအမုန်းလက်ခံရမယ်ဟိုချစ်လက်ခံရင်လည်းခံရမယ်ဒါပေမဲ့ဒီထဲမှာပတ်ဝန်းတဲ့သူတွေအကုန်လုံးကလေဒီလောက်ထိချစ်ခံရမယ်လို့တော့လုံးဝမမျှော်လင့်ထားဘူးသူတို့ အဲဒီ character ပေါ်မှာနှစ်ပြီးတော့တရုပ်ဆောင်လိုက်ကြတာခါမှာဒီဇလန်းလေးပောက်သွားတာပါဟုတ်ဒါတော့လေဟိုမမက်ကေပေါ့နော်မက်ကေကလည်းអော်သူကလည်းអော်တော့လေအပြန်အလှန်ပေါ့နော်တစ်ခါတလေကြတော့ character တွေမှာတရုပ်ဆောင်လေးကဟိုတစ်ဖက်က response item အရန်ကောင်းလာတဲ့ခါမှာလေသူကဇန်ဝင်နဲ့မှုဝင်နဲ့ပေါ့နော်အဲ့လိုမျိုးဒီမှာမြင်တယ်ပြီးတော့အဲသူတို့ဒီဟာကိုတော်တော်လေးလေးလက်လက်ဖြတ်ထားပြီးတော့တရုပ်ဆောင်တာတော့မြင်တယ်ပေါ့အဲ့တော့ဟိုသူ့ရဲ့ emotional တွေကြည့်ရတာဟိုတော်တော်ကောင်းပါလေဝင်းရင်ပါလေဟုတ်အဲ အားရတယ်အားရတယ်တကယ်တကယ်တကယ်ဆိုရင်ဒီဟိုမယင်ငယ်ကိုဖမ်းတဲ့ခန်းဆိုလို့ရှိရင်တကယ်ကိုခဏခဏပြင်ကြည့်ဖြစ်တယ်ကြိုက်လို့ဘာလို့ဆိုတော့သူတားဆန်ဝင်သွားတာသိတာတယ်အဲ့လိုအဲ့လိုတယောက်ကဆန်ဝင်ပြီးတော့လှုပ်လို့ရှိရင်တနေ့လူတွေကလေအရှင်အမူရတဲ့တခါလေအော်တိုပါလာပြီးသားပေါ့နော်အဲ့တော့ offset ဖြစ်သွားတာပေါ့ဟုတ်အဲမုံမြင့်မုံမြင့်ကအားရပါတယ်တော်တော်အားရတယ်ပေါ့နော်ဟိုဒါပေမဲ့ဆွမ်းနဲ့ပြောသူလိုလေးဟိုဟိုကြီးရှုရဲ့လူဆိုတာလေအခုဆိုမြင်တဲ့အငင်း ွားနေရပေါ့နော်စဉ်းစားတာခက်ခက်မာဒီတစ်ချိန်လုံးမှားလာတယ်လို့သူတို့ကအချိန်လုံးအပြစ်တွေတင်ပြီးတော့ပြောဆိုပြီးပြီးတော့မှခက်ခက်မာမှန်ချင်တဲ့အချိန်ကျတော့လေခက်ခက်မာနစ်နာရတယ်ဆိုပြီးတော့ပြိသက်ကကွန်ပလိန်တက်ပါတက်ပြန်တယ်ပေါ့နော်အဲ့တော့ဒီဇယ်လန်တွေကြည့်ရတာပြိသက်တွေရဲ့ reaction တွေမျိုးစုံကိုမမြင်ရတယ်မြင်ရတဲ့အခါကျတော့ဇနွေးစီကတယောက်နေနေအော်သူတို့ဒီဇက်ချိုးကွေကိုဒီလိုမျိုးသတိထားတက်ပါလားဒီလိုမျိုးတွေးတက်ပါလားဆိုတာကတော့သတိထားစီရလေးတော့တွေ့လာတာပေါ့နော်အဲအဲ့လိုမျိုးလေးထိတောင်ဖြစ်လာတယ်ဆိုရင်တော့ပေါ့နော်ဒီဇယ်လန်ကိုဘယ်သူရေးရလဲဒါဘယ်သူကဖြစ်တာလဲဆိုပြီးတော့ ဖြစ်လာတယ်ဆိုတော့ဝမ်းသာတာပေါ့နော်။ဟိုပထမတစ်ခါတငငကြီးမြေတွေတုန်းကလည်းတော်တော်ဟို reaction တွေရခဲ့တာပေါ့နော်။အဲ့တော့တငငကြီးမြေတွေပြီးတော့ဒီအမုံမြင်လေးပြီးဒီလို pity လေးခံစားရတော့ပျော်တာပေါ့။ဟုတ်ဟုတ်။အော်ဟုတ်ကဲ့ဟုတ်ကဲ့။အခုဆိုရင်ဘာပဲဖြစ်ဖြစ်ပေါ့နော်။အနုပညာလမ်းကြောင်းပေါ်မှာအဖြိုးတင်စာကြော်သေးဒီလိုမျိုး drama လေးတွေနဲ့ပေါ့နော်။အဲအကောက်ကောက်နဲ့အချိန်လေးရလာတယ်လို့ပြည်သက်တွေကလည်းလက်ခံလာကြတယ်။အဲ့လိုပဲနောက်ပိုင်းမှာလည်း romance တွေ comedy လေးတွေပေါ့နော်။ဒါတော့အပြင်ရေးချင်တယ်ရေးဖို့လည်းအခွင့်အရေးတွေရှိနေတယ်ပေါ့နော်။အဲ့လို 自家搞苗床的，别拉叭没阿比巴好些。